ျွန်တော်တို့ပေးတစ်ခုဖွင့်ပြီဆိုလို့ရှိရင်ပေးအက်ဒမင်ကလည်းအရေးကြီးပါတယ်အဲ့တော့ဒီဗီဒီယိုလေးမှာပေးအက်ဒမင်ကျွန်တော်ထားနည်းလေးကိုမျှဝေပါမယ်ပထမဆုံးနေဖြစ်ကျွန်တော်တို့ကထိတ်ဆုံးက profile ကပေးရဲ့ profile ကမြင်းချောင်းလေး၃ချောင်းနှိပ်ပါပြီးလို့ရှိရင် setting လေးကိုကျွန်တော်ဆက်ပြီးတော့နှိပ်ပေးပါ ဒီအဆင့်ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအောက်ကိုတစ်ချက်လက်ကလေးနဲ့ဆွဲလိုက်ပါဆွဲပြီးလို့ရှိရင် pay set ဆိုတာရှိတယ်အိုက်ထဲကိုဆက်ပြီးတော့ဝင်ပေးပါအိုက်ထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ pay asset ဆိုတာရှိတယ်အိုက်ထဲကိုကျွန်တော်တို့ကဆက်ပြီးတော့ဝင်ပေးပါဒီထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်ဆုံးမှာများပြတဲ့ add new ကိုကျွန်တော်တို့ဆက်ပြီးတော့နှိပ်ပေးပါဒီလားလေးမှာပေါ့နော်ကျွန်တော်တို့ကနေတော့ pay admin ထားမဲ့ဥစ္စာကိုကျွန်တော်တို့ကစပြီးတော့ next ကိုဆက်ပြီးတော့နှိပ်နှိပ်ပြီးလို့ရှိရင်ဒီလားလေးမှာကျွန်တော်တို့ကရှာလိုက်ပေါ့နော်ကို pay admin ထားမဲ့ friend တယောက်ကိုရှာလိုက် တော် pay admin ထားမဲ့သူကိုရှာလို့တွေ့ပြီဆိုလို့ရှိရင်အဲ့တိုင်းအဲ့နာလေးကိုတစ်ချက်နှိပ်လိုက်ပါတော့နှိပ်ပြီးလို့ရှိလို့ရှိရင်ကျွန်တော်တို့ gate access ဆိုတာကိုနှိပ်လိုက် gate access ဆိုတာကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ facebook ရဲ့ password လေးကိုကျွန်တော်ရိုက်ပေးရတယ်ပေါ့နော်ကျွန်တော်တို့ password ရိုက်ပြီးရတယ် confirm ကိုနှိပ်ပေးရပါမယ်ဒါဆိုလို့ရှိရင်ဘဘကလူကလည်းသူတို့ asset နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီ ဇန်နီလာဆိုတဲ့အကောက်ကကျွန်တော်တို့ရဲ့အက်ဒမီဖြစ်သွားပြီဒီနားလေးမှာပြောစရာရှိရာကျွန်တော်တို့ပေးအက်ဒမီခန့်မယ်ဆိုလို့ရှိရင်အရေးကြီးတာကပတ်စံရှာတဲ့အကောက်တွေဆိုလို့ရှိရင်နိုင်ငံခြားမှာရှိနေတဲ့ပေးအက်ဒမီတွေကပို့ပြီးတော့ထိရမှုရှိတယ်ပေါ့နော်ပို့ပြီးတော့ကိုယ့်အကောက်ကို monetization ပို့ပြီးတော့အောင်စေအောင်စေတယ်လို့ကျွန်တော်ပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ထိုင်းတို့ပြီးလို့ရှိရင်မလေးတို့ပြည်ပနိုင်ငံဆိုဘယ်နိုင်ငံမှာဆိုအကုန်ရပါပြီခင်ဗျာဂျပန်တို့ကိုရီးယားတို့ပေါ့နော်ပြည်ပနိုင်ငံမှာရှိရတဲ့ပေးအက်ဒမီခတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပို့ပြီးတော့ monetization ကိုအောင်တယ်ပို့ပြီးတော့လည်းအဆင်ပြေရယ်အဲ့တော့ပေးအက်ဒမီ MS ဆိုပြီး ring ကိုပတ်ဆိုင်ရှာတဲ့ကောက်ဆို B ring ကိုကျွန်တော်မအပ်ပါဘူးเนาะတစ်ဖက်ကလူကျွန်တော်တို့အဆက်နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ pick က admin ခတ်ပြီးဖြစ်ပါတယ်เนาะတစ်ဖက်ကောက်ကိုကျွန်တော်တို့သွားလိုက်မယ်ကျွန်တော်တစ်ဖက်ကောက်ကကျွန်တော်တို့ notify တက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော် pay က invite လုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ review invite ကိုကျွန်တော်တို့နှိပ်ပေးရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ next ကိုဆက်ပြီးတော့နှိပ်ပေးရမယ်ပြီးလို့ရှိရင် asset ကိုနှိပ်ပေးလိုက်ပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဘက်ကလူကလည်း pay admin ကိုလက်ခံပေးလိုက်ပြီဆိုလို့ရှိရင်ဒါက ဒီအကောက်ရဲ့ admin ဖြစ်သွားပြီပေါ့နော်အဲ့တော့စစ်နောင်လေးကိုကျွန်တော်နှိပ်ပေးလိုက်အဲဒါဆိုလို့ရှိရင်ဟိုဘက်ကလူကလည်းဒီ page ကိုသူကတိုင်လို့ရသွားပြီပေါ့နော် page ကိုတိုင်လို့ရပြီ page admin ဖြစ်တဲ့ကြောင့်ဟိုဘက်ကလူက page admin ဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့ဟိုဘက်မှာပြန်ပြီးတော့ဝင်ပြပေးမယ်ပေါ့နော်ကျွန်တော်တို့ Facebook မှာ page asset ကိုကျွန်တော်ပြန်နှိပ်ပြလိုက်မယ်ဒါဆိုလို့ရှိရင်တူလား pay admin อ่ะဒါဆိုလို့ရှိရင်ဘာမှအယောင်နေတာရေမရှိတော့ဒါဆိုရင် admin အတီးပြုတ်ပြီးသွားပြီပေါ့เนาะဒါတကယ်မတီးတီးရဲ့သူများအတွက်မျှော်ပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်